ားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့ဒါကျွန်တော်တို့မနက်ခင်းအဆီဇန်ကနေပြီးပြန်လည်ပြီးကြိုလိုက်ပါဘူးနော်အဲဒီနေ့မနက်ခင်းရဲ့ဒါကျွန်တော်သတင်းမှာသတင်းတစ်ခုရှိတယ်သတင်းတစ်ခုမှလက်ရှိမှာဒါကျွန်တော်ကျွန်တော်တို့ဒီနေ့သတင်းတစ်ခုဒါဗီဒီယိုတစ်ခုလည်းလုပ်သွားမှာပေါ့အဲ့တော့ similar topic လေးဖြစ်လို့တော်တော်လေးကိုစိတ်ဝင်စားဖို့ topic ကူစီလေးဖြစ်အဲ့တော့ဒါကျွန်တော်လက်ရှိမှာဒီပေါ့ဒါကျွန်တော်အသင်း fan တစ်ခုလေဒါကျွန်တော် ဗီဒီယိုတစ်ခုတည်းမှာတူတူဝင်ကြည့်လို့ရကျွန်တော်နေတင်ဆက်ပေးထားတာပေါ့အဲ့တော့နောက်ပိုင်းကျရင်ဒါဝန်တော်ဘာလို့ပဲဒါလူမှုလေးတွေတော့ပူပေါင်းပြီးတင်တင်ဆက်ပေးချင်တာလေးရှိတယ်ပေါ့အဲ့တော့ လက်ရှိမှာအဲ့ဒါကျွန်တော်ဒီနေ့မနက်ဒါကျွန်တော်တို့အစောပိုင်းမှာတက်လာရဲ့သတင်းပုံစံစင်တူနှစ်ခုဟာလက်ရှိမှာဒါပထမဆုံးသတင်းကတော့ Manchester United အသင်းအနေနဲ့ Ruben Amorim ကဒါကြောင့်လက်ရှိမှာ Ineos to Osu ရဲ့ဒါယုံကြည်မှုအပြည့်အဝရရှိထားတယ်ဆိုတဲ့သတင်းတွေရဲ့ဒါပြင်ကျွန်တော်ဒါ Enzo Moraes ကကိုလည်းလက်ရှိမှာ Chelsea သင်းနဲ့လက်ရှိပိုင်းချလက်ရလက်ပိုင်းရတာကျွန်တော်အားနေနေပြီမဲ့ Chelsea ရဲ့ဒါကျွန်တော်ဘုတ်အဖွဲ့အနေနဲ့အခုလက်ရှိမှာ Chelsea အသင်းအနေနဲ့ဒါ Enzo Moraes ကိုဆက်လက်ပြီးယုံကြည်ထားတယ်ဆိုတဲ့ သတင်းတွေပေါ့အဲ့တော့ကျွန်တော်ဒါ similar story similar stance ပုံစံမျိုးတွားထားရတယ်မှာပါအဲ့တော့ပထမဦးနေတာ Ruben Amorin ရဲ့သတင်းကိုကျွန်တော်စပြီးပြောလိုက်ချင်တယ်ပေါ့နော်အဲ့တော့ မန်ချက်စတာယူနိုက်တက်လက်ရှိနီးပြရူဘင်အာမိုရင်းကိုဒါကျွန်တော်တို့ဆန်နာလိုင်းရဲ့ပွဲအဖြစ်ပေါ်မူတည်ပြီးတော့ဒါကျွန်တော်နီးပြအပြောင်းလဲပြုလုပ်သွားနိုင်မယ်ဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်နေတာကိုတွေ့ရမယ်တဲ့မှာပါတယ်အဲ့ဒီသတင်းတွေကလက်ရှိနောက်ဆုံး update သတင်းတွေအရဆိုရင်တော့ဒါကျွန်တော်မမှန်ဘူးဆိုတာကိုဒါကျွန်တော်တို့လက်ရှိဒါ Athletic UK ကနေဖော်ပြလာခဲ့တယ်ယူနိုက်တက်အသင်းနဲ့ခုလက်ရှိမှာ Ineos to Osu ဘက်ကတွက်ထားတာကနီးပြတယောက်အနေနဲ့အ ਨੇ စုံဖူးရကိုတော့ကင်တွယ်ခွင့်ရှိရမယ်ဆိုတဲ့အုပ်စုမျိုးကိုဒါ Sir Jim Ratcliffe အနေနဲ့ယုံကြည်တယ် Sir Jim က်ဖြစ်နေတာကျွန်တော်အကေရလက်ပိုင်းမကောင်းဒီပြထုတ်ရလက်ပိုင်းနေလေးပြန်ကောင်းဒီပြပြန်ထုတ်ဒီလိုမျိုးပုံစံဒါကျွန်တော်ခဏခဏဖြစ်နေတဲ့ပုံစံကိုဒါကျွန်တော်တို့လက်ရှိဒါ Manchester United အသင်းရဲ့ပိုင်ရှင်နေနဲ့ ဒါကိုလက်ရှိမှာလုံးဝလုံးဝစိတ်ကူးမရှိဘူးစိတ်လည်းမဝင်စားဘူးအဲ့တော့လက်ရှိမှာ Jim Radcliffe တို့ယူဆတာကဒါကျွန်တော်အသင်းကိုပြန်လည်ပြီးပူပေါင်းမှုတွေအတင်းကိုပြန်လည်ပြီးကောင်းမှုတွေဆိုရင်တော့နီးပြနဲ့ပိုင်ရှင်နဲ့ဒါကျွန်တော်ကစားသမိုင်းနဲ့ဘလူမျိုးတိုးတက်အောင်လုပ်အောင်မလဲအသင်းကိုဘယ်နေရာကနေဒါကျွန်တော်ကူညီရမယ်အသင်းကိုဘယ်နေရာကနေဒါထောက်ပံ့ရမလဲဒီလိုမျိုးပုံစံမျိုးတွေကိုဒါကျွန်တော် Manchester United အသင်းအနေနဲ့ဒါကျွန်တော်တို့အဲနီးပြတို့ဒါကျွန်တော်တို့ဟို Manchester United နီးပြနေတယ်ဒါကျွန်တော်ပိုင်ရှင်တို့နဲ့ပေါင်းပြီးတော့ဒါလုပ်သွားဖို့ရှိအဲ့တော့ဒါနီးပြအသင်းခန့်နေဆိုတာ Jim Radcliffe တို့ရဲ့လက်ရှိမှာဒါအလို လုံးဝစီစဉ်မရှိဘူးအဲ့တော့ interim ခံမဲ့ဘာညာဆိုတဲ့တည်င်းလည်းခုလက်ရှိမှာလုံးဝကိုဘူးရှစ်ဖြစ်သွားခဲ့ပြီဆန္ဒလန်ရဲ့လက်ရှိဒါကျွန်တော်ခြေစွမ်းပေါ်မူတည်ပြီးတော့ဘလို့မှဒါကျွန်တော်ဘလို့ပဲရလဲအမလက်ရှိမှာ United တင်းနဲ့ဆန္ဒလန်ကိုရှုံးခဲ့သည်ဖြစ်စောတည်ပဲကြခဲ့သည်ဖြစ်စောဒါလက်ရှိမှာ Ruben Amorim ကိုဒါ Jim Ratcliffe တို့ဒါ United ဘက်ကနေဘာမှ action ယူသွားဖို့အတွက်လုံးဝလက်ရှိမှာစီစဉ်မရှိဘူးအဲ့တော့လက်ရှိမှာထွက်ပေါ်နေတဲ့တည်င်းရဒါကျွန်တော် Gareth Southgate, Oliver Glasner ဒါကျွန်တော် Ariola ဒီလိုမျိုးနီးပြတွေကို Manchester United အသင်းတွေနဲ့လက်ရှိမှာဒါကြောင့်ထပ်ပြီးခံမှုဆိုတာကလည်းသတင်းတွေသာထွက်နေတာဖြစ်ပြီးဒီသတင်းတွေကိုအဓိကတင်ဆက်ပေးနေခဲ့တဲ့ The Sun Daily Media ကလည်းတည်ကြတယ်မယ် TIA ရတော်တော်လေးကိုဘူးရှစ်လည်းပဲသာရှိတယ်လို့ပဲပြောရမယ်တဲ့မှာပါတယ်လက်ရှိမှာဒါကြောင့် Jim Ratcliffe နဲ့ပတ်သက်ပြီးဒါကြောင့် Manchester United ကအပြေးအဝဒါကြောင့် Jim Ratcliffe တို့အုပ်စုအနေနဲ့ Sir Jim Ratcliffe တို့အုပ်စုအနေနဲ့ Amorim ကိုအပြေးအဝယုံကြည်ထားတယ်ဆိုတဲ့သတင်းဌာနတွေက Athletic UK ဘက်ကနေပြီးတော့တက်လာတာဖြစ်တဲ့တို့ကြောင့်ဒါဟာ100%ယုံကြည်လို့ရတယ်လို့ပြောလို့ရမယ်တယ်မှာပြောချင်တာခုနကပြောသူပဲနီးပြလဲမယ်ဆိုတဲ့သတင်းတွေကဘူးရှစ် leadership ပုံစံမျိုးသားပေါက်ပြီးတော့နီးပြကို100%ယုံကြည်ထားတဲ့သတင်းတွေက100%အတွင်းသတင်းတွေကနေလာတဲ့အတွက်ကြောင့်မလို့နီးပြကိုတော့ဒါ Ruben Amorim ကို Manchester United အသင်းမှာဆက်ပြီးတော့ကျွန်တော်ကြည့်ရအောင်များအခုလက်ရှိမှာဒါပရိသတ်တော်တော်များကတော့ Ruben Amorim ကိုတော်တော်လေးကိုစိတ်ပြက်လျက်ရှိတယ်။ Ineos အုပ်စုကလက်ရှိမှာပရိသတ်နဲ့ဒါ Ruben Amorim နဲ့ပြန်လည်နီးစပ်အောင်ပြန်လည်ပြီးတော့ကျွန်တော်ပူပေါင်းနိုင်အောင်ဒါအသင်းအနေနဲ့ရလက်ကောင်းပြန်ရအနိုင်အောင်သူတို့အနေနဲ့ဒါကျွန်တော် နီးပြဘက်ကနေပြီးပြန်လှည့်ပြီးဆွမ်းဆောင်နေမျိုးသူတို့နေုံကြည့်တယ်ခုနပြောခဲ့အဓိကရှင်းပါတယ်ဂျေမက်ကလစ်ရိုးနီးနဲ့လက်ရှိမှာရူဘင်အာမူရင်းကိုတနစ်တော့အပြစ်ကင်စေခြင်းနဲ့တနစ်လက်ရှိမှာအခြေအနေမှာအခုပြောမှာဆိုဗျပုံမှန်လေးပြောတန်းတော့မဆင်းဘူးဒါသိကြပါတယ်ယူနိုက်တက်လို့အသင်းမျိုးကတန်းဆင်းတာစောင်းချောင်းလည်းမရှိဘူးဒါဘူးရှစ်တွေသာပြောနေဒါပေမဲ့တကယ်တော့တန်းဆင်းမှုလည်းအစီအစဉ်မရှိဘူးလို့ကျွန်တော်နေမြင်ဒါပေမဲ့ယူနိုက်တက်လက်ရှိအသင်းအနေနဲ့ကျွန်တော်ရလက်တွေဆူရခဲ့မယ်ဆိုရင်တော့မှယူနိုက်တက်ကလက်ရှိအခြေအနေရ ပြန်လည်ပြီးတော့ဥမော့လာနိုင်အဲ့စကားသုံးရတယ်သိမကောင်းဘူးပေါ့နော်အဲ့တော့လက်ရှိမှာပြန်လည်ပြီးတော့ဒါကျွန်တော်ခေါင်းထောင်လာနိုင်မယ်လို့ဒါ United လက်ရှိပိုင်ရှင်နေနဲ့မျှော်လင့်နေ Sergeant Radcliffe နေနဲ့ ရူဘန်အာမိုရင်းကယူနိုက်တက်ကိုပြန်လည်ပြီးခေါင်းထောင်းအောင်လုပ်နိုင်ခဲ့တယ်။ဒီလုပ်နိုင်မဲ့နီးပြရတဲ့တရားဆိုသူ့အနေနဲ့ခုချိန်ဒီယုံကြည်လို့အဲ့တော့ရှင်းပါရတဲ့အတူချုံပြောရမယ်ဆိုလက်ရှိမှာယူနိုက်တက်ရဲ့ပိုင်ရှင်တွေတော်တော်များများကတော့ဒါကျွန်တော်တို့လက်ရှိပိုင်ရှင်ကတော့ဒါကျွန်တော်ဘုတ်ဖွဲ့ပိုင်ရှင်တို့ကတော့ဒါယူနိုက်တက်ကိုဒါကျွန်တော်တို့ရူဘန်အာမိုရင်းကပြန်ပြီးတော့ခေါင်းထောင်းလာနိုင်အောင်လုပ်ပြနိုင်မဲ့ဒီပြတရားလိုဆက်လက်ပြီးတော့ယုံကြည်နေတာဖြစ်တယ်လို့ပဲပြောပြရစီပေါ့နော်အဲ့တော့မိတို့ပဲဆိုသေးကမှုလက်ရှိမှာနောက်ထပ်သတင်းတစ်ခုကတော့ဒါကျွန်တော်တို့အာချယ်ဆီရဲ့ဒါကျွန်တော်နီးပြသတင်းပေါ့နော် Chelsea ရဲ့နီးပြဖြစ်တဲ့ Anzu Mores ကတော့ကျွန်တော် Ruben Amorim က Jim Ratcliffe တို့ Jim Ratcliffe တို့ Ruben Amorim ကိုဒါအပြည့်အဝယုံကြည်လို့ပဲလက်ရှိမှာ Clear Lake Capital အုပ်စုအနေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဒါတို့အနေနဲ့ဆွေးနွေးကမ်းကိုထိုင်ခဲ့ပြီးနောက်မှာနီးပြကို100%ယုံကြည်စေဖြစ်တယ်လို့သိရတယ်မှာပါတယ် Chelsea ရဲ့လက်ရှိ project ကတော့ကျွန်တော် Anzu Mores ကဆက်လက်ပြီးရရှိတိုးနိုင်မယ် Anzu Mores ကဆက်လက်ပြီးဥဆောင်နိုင်မယ်လို့ဒါကျွန်တော် Chelsea ဘုတ်အဖွဲ့ကတော့အပြည့်အဝယုံကြည်နေစေဖြစ်တယ်လို့ကျွန်တော်တို့အနေနဲ့သိရတယ်မှာပါတယ်ပေါ့အဲ့တော့လက်ရှိမှာအမှန်တမ်းပြောရမယ်ဆိုရင်တော့ ဒါရူဘင်အာမိုရင်ကိစ္စနဲ့နည်းနည်းလေးကွာလို့မြင်တယ်။နီးပြကိုယ်တိုင်ကသူ့အသင်းဘာလူလဲဆိုတဲ့အခါနဲ့ပတ်သက်ပြီးတော်တော်လေးကိုဗူကယ်ဖြစ်တယ်လို့မြင်တယ်။ဒါကျွန်တော်ကိုယ်ကဒီနေ့ပါတယ်ကျွန်တော်ဒါကတော့မတိတက်ဒါတတ်တက်လဲ topic တစ်ခုရကျွန်တော်ထပ်ပြီးထုတ်ပေးဦးမယ်။ဒါပေမဲ့ဒါကျွန်တော်ကလက်ရှိမှာဒါသတင်းကိုသတင်းလို့တရားပြီးတော့နီးပြကိုယ်တိုင်ကသူ့အသင်းဘာလူလဲဆိုတာကိုယ်ကသတင်းစာရှင်းလင်းပွဲမှာသူ့ကိုယ်တိုင်ပြောခဲ့တယ်။ဒါကျွန်တော်လက်ရှိမှာအာဆာရိုက်တာနေနေဒါကျွန်တော်တခြားနေရာတွေကိုပဲအဓိကဝယ်ပြီးဦးမယ်လက်ရှိမှာအေးစမပြောမယ်ဆိုပြတော့အလာဟာနုကနာချူလကစားသမားမျိုးကိုဆွတ်ဆက်ပြီးတော့ဝယ်ဖြည့်ပေးတယ်။တကယ်နဲ့ဒါအသင်းကလည်းဒါကျွန်တော် ဝယ်ပြီးတော့ဝယ်ပြီးတော့ဒါကြောင့်နှီးပြမယ်နှီးပြပဲသူ့မှာသူ့မှာမကြိုက်တဲ့ကစားသမားဟုတ်အမှန်တရားအခုလက်ရှိမှာဒါကျွန်တော် Chelsea အသင်းဘက်ကတိုက်စင်ပိုင်းရဒါလက်ရှိပိုင်းရအားဖြင့်အားနေနေတာမှတ်ပေမဲ့ကိုပါမာရိုဝါကိုပြန်ကောင်းလာရင်တိုက်စင်ပိုင်းအဲ့တော့လက်ရှိမှာ Chelsea ရဲ့အားနေချက်ကတိုက်စင်ကြီးလည်းမဟုတ်ဘူးခံစင်ပိုင်းပဲအခုလက်ရှိမှာ Chelsea ရဲ့တိုက်စင်ကဂိုးမသွင်းနိုင်တယ်လည်းမဟုတ်ဘူးအဓိကဒါပဲပေါ့နော်အဲ့တော့ပြောချင်တာက personally ကကျွန်တော်ရဲ့အမြင်ပါဆိုရင် Chelsea အသင်းနေနဲ့ ဒါပိုင်ရှင်တွေကအခုလက်ရှိမှာနီးပြအောင် of course ယုံကြည်တင်တာပေါ့ဒီကောင်နေဘူးရှိလို့ထားဆိုအခုလက်ရှိမှာနီးပြရင်တိုင်ပတ်နေတာလေဟုတ်တယ်အဲ့တော့နီးပြအနေနဲ့လက်ရှိမှာဒါကျွန်တော် Chelsea ဘက်ကတော့ဒါနဲ့ပတ်သက်ပြီးအပြေးဝါဒါကျွန်တော်ယုံကြည်မှုအပြေးဝါဆက်လက်ပြီးရနိုင်ဦးမယ်ဆိုပြီးတော့ဒါလက်ရှိမှာ Chelsea နဲ့တင်းထန်တာဖြစ်တဲ့ Sam Mobike ဒါကျွန်တော်လက်ရှိမှာ Nessa Cancela ဒီလူလူတွေကတော့လက်ရှိမှာ Chelsea နဲ့ပတ်သက်ပြီးတင်ထားခဲ့တာတွေ့ရမယ် Chelsea နဲ့လက်ရှိမှာလက်ရှိ market ထဲမှာ Enzo Moresca ထဲသူတို့ရဲ့ project ကိုပိုကိုင်အောင်ပိုကောင်းအောင်ခြင်နိုင်တဲ့နီးပြလည်းမရှိဘူးလို့ယုံကြည်ရတယ်မှာပါပါတယ်သူတို့နေတာကျွန်တော်အဓိက share ပါတယ်ပေါ့ Enzo Moresca သူတို့ ောက်တစ်ချက်ကြိုက်တာကသူတို့ဒါကျွန်တော်တို့ပြောသူတို့လုပ်တယ်ဆိုတဲ့နီးပြရတဲ့တရားပေါ့တော့ဒါဗမက်ရတာ Chelsea သိနေတာကျွန်တော်တို့ဟို Louis Enrique နဲ့လည်းဒါကျွန်တော် interview လုပ်ခဲ့တာ၄ရှိတယ်ဒါကျွန်တော်တို့နီးပြရအဲ့တော့ Chelsea ကသူတို့ကိုအာခံတဲ့နီးပြသူသိမကြဘူး Thomas Tuchel တို့ပါလို့သူတို့ထုတ်ပြခဲ့တယ်ဒါကြောင့်မေပေါ့နော်အဲ့တော့ ဒါအဓိကတော့ဒါကျွန်တော်မဲ့ရပါလေရှိဒါကျွန်တော်ပိုင်ရှင်အခုနောက်ပိုင်းပေါ့နော်ဒါကျွန်တော်စဉ်းစားမိတာပေါ့နော်ဘောလုံးပိုင်ရှင်တော်တော်များများကတော့ကျွန်တော်တို့အသေးနဲ့မှတော်တော်လေးကိုဝင်ရောက်ပြီးစွတ်ဖတ်တဲ့အကွက်တွေအများကြီးတွေ့ရနေမှာပါတယ်အဲလက်ရှိမှာဒါကျွန်တော်ဟိုအရင်တော့ဒါကျွန်တော်ခုနကပြောသူပဲဒါဆယ်လက်စ်ဝါကူဆန်တို့အာစင်ဝင်းငါတို့ခေတ်ကတော့ကျွန်တော်အသေးပိုင်ရှင်ကပတ်စံချပြီးတာမချပြီးတာလောက်ပဲရှိအဲ့လောက်ဒီဘယ်ကောင်ခေါ်မယ်ဘယ်ကောင်မနောက်ဆုံးပြကျွန်တော်ရိုမန်တို့ခေတ်ဟုတ်တယ်မလားရိုမန်ခေတ်မှာဒါကျွန်တော်ကျွန်တော်ဒါဂျူဇေးမော်ရင်ဂျင်ပြောခဲ့တယ်မစ္စတာကျွန်တော်ကပြောမစ္စတာအဘရာဟီမိုဗစ် don't speak peace လို့ပြောနေပြီပေါ့နော်ဒါကျွန်တော်ပတ်စံများများ ားပေးတာနည်းနည်းပေးတာပတ်စံလုံးဝ investor တွေ invest မလုပ်တဲ့ပိုင်ရှင်တွေပဲရှိတာအခုနောက်ပိုင်တာပိုင်ရှင်တွေကိုကြည့်မယ်ဆိုအသင်းတွေကိုထဲထဲဝင်အရန်ဝင်ကျင်လာတယ်သူတို့ကိုယ်တိုင်တော့အသင်းမှာဒါစီမံကွန်ကွေးကြနီးပြဆိုတော့ဒါကျွန်တော်တို့နောက်ပိုင်ကျရုပ်သေးရုပ်သာသာဖြစ်လာတယ်ကိုင်းတွေမှာဒါကစားသမားတွေထိန်းကြောင်းမယ်ကစားကွက်တွေလုပ်မယ်ဘာမှအာဏာမရှိတော့ဘူးတော့ဒါဒီကိုဖြည်းဖြည်းနဲ့ပူပူမြင်လာခဲ့ရတယ်ပေါ့နော်အဲ့တော့ဘာတွေဘလို့ဖြစ်မလဲတော့မသိပေမဲ့ပေါ့နော်လက်ရှိအနေအထားတွေရဆိုရင်တော့ဒါကျွန်တော်ဒီသတင်းနှစ်ပုဒ်ကဒီတိုင်းပဲ Manchester United အသင်းရဲ့နီးပြ Jimmy Cliff ကစနက်လိုင်းရလက်ပေါ်မူတည်ပြီးတော့ လုံးဝပြောင်းလဲမှုရှိသွားမှာမဟုတ်ဘူးလက်ရှိမှာ United ပြည်သက်တွေမျောနေလို့ဆန္ဒနဲ့ရလက်မှာခြေစွမ်းရဆိုးရွားသွားခဲ့မှာဆိုရင်တော့ United ဒီပြပြောင်းလဲမယ်ဆိုရင်လက်ရှိသတင်းကမဟုတ်ဘူးလို့ပြောလို့ရတယ်။ဒါပေမဲ့ Anzo Moresca ရဲ့ဒါကျွန်တော်လက်ရှိဒါကျွန်တော်အဲ့ Brighton နဲ့ပွဲစဉ်ပြီးသွားတဲ့အချိန်မှာဒါ Anzo Moresca နဲ့ပတ်သက်ပြီးတော့အနာဂတ်နဲ့ပတ်သက်တခုပြောင်းလဲနိုင်တယ်ဆိုပြီး Cola Highlight ထွက်ခဲ့ပေမဲ့ဒါကလည်း bullshit ဖြစ်တယ်ဆိုတာကိုလက်ရှိမှာ Chelsea ရဲ့သတင်းတောက်တွေကနေပြီးတော့ချက်ချင်းဆိုသူကျွန်တော်လာလုပြထားခဲ့တာကိုတွေ့ရမယ်ဒီမှာပါတယ်ခွန်း။အဲ့မြည်တော့ပင်စူးစီကမှုဒါမှန်တိုင်းပြောမယ်ဆိုတော့ကျွန်တော်ဒီသတင်းကဒါတွေပါပဲ။အဲ့တော့နှစ်တယောက်သတင်းတစ်ခုလုံးက similar story ပဲ။ဒါပေမဲ့ ရူဘင်အာမိုရီရဲ့တင်းကဒါကျွန်တော်ပြည်သက်တွေအတွက်ဒါအသိပ်ပြီးစိတ်ချမ်းသာစရာတော့မကောင်းဘူးမနက်တချို့ပြည်သက်တွေကတော့ရူဘင်အာမိုရီရဲ့ဘက်တရီစနစ်ဘလူးနဲ့မှဒီအသင်းမှာမကောင်းသူအနေနဲ့သူ philosophy ပြင်ပြင်မပြင်ဘူးဆိုရင်တော့ဒီအသင်းကထွက်ပေါ်ဆိုတဲ့ပုံစံမျိုးနေတူဒါပြည်သက်တွေရဲ့ဒါကျွန်တော်တို့အဲချိန်မောင်းခြင်းကိုတော့ပြေဝခံနေရတဲ့လူပဲပြောရမယ်ဒီမှာပါပါတယ်အဲ့တော့မီတို့ပင်စူစီကမှုဒါကျွန်တော်ဒီနေ့မနက်တင်းလေးကိုတော့ဒီနားမှာနေကျွန်တော်နားမှာကျမတယ်နားကျမတယ်အဲ့တော့ ဒါ Chelsea ပြည်သက်ဒီကောင်မင်း Chelsea နဲ့တက်ကဒီတင်းမော်ဘလူးမြင်လဲအောက်ကကွန်မန့်တွေမှာဆွနေပြီးခဲ့ကြပါအောင်အဲ့တော့ဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV for you တို့မှာကြည့်ရလို့ဆိုတော့ပေါင်းကြည့်လို့ရပါတယ်မြန်မာလည်းကလစ်ဖို့မမိကြပါနဲ့ဗျမြန်မာကလစ်မှာမြန်မာနိုင်ငံဖြစ်ပါတယ်အားလုံးမကြည့်လို့ပါတယ်ကောင်းမွန်တော့နေ့တိနေ့ဖြစ်ပါစေဆုမွန်ငေါတောင်းပင်းနဲ့ပဲကျွန်တော်တို့ရဲ့နောက်မှာပဲအေးအေးဆေးဆေးတွေ့ကြတာပေါ့အားလုံးမကြည့်လို့ပါတယ်ကျွန်တော်ကပြပါဗျဒေးပါဗျ